အင်းစုံဝင်ကြီးချုပ်ပြင်မနေရညာဟုဟာဒီနေ့ကုလသမဂ္ဂမှာသူ့ရဲ့မိန့်ခွန်းပြောမယ်လင့်ပါနိုင်ငံတကာကကိုယ်စားလှယ်တွေဝင်ကြီးချုပ်တွေကဒီကုလအစည်းအဝေးခန်းမတွေကနေထထွက်သွားတဲ့အတွက်သူကလူနည်းနည်းလေးကိုပဲပြောလိုက်ရပါတယ်သူတို့ထထွက်သွားခြင်းဟာအင်းစုံကိုလက်မခံဘူးဆိုတာကိုပြသသွားတာဖြစ်ပါတယ်ဒီလိုမျိုးဖြစ်စဉ်ကယူကရိန်းကိုရုရှားကျူးကျော်တိုက်ခိုက်တုန်းကလည်း အဲ့ဒီတော့ကရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ပ်ရောကုလမှာအခုလိုမျိုးပဲအချက်တကွဲခံခဲ့ရပူပါတယ်။အခုလည်းအစ္စရေးကအဲ့ဒီလိုမျိုးပဲပြန်ခံရတာဖြစ်ပါတယ်။နေတာညာဟုကတော့ဘသူပဲရှိရှိမရှိရှိသူ့မိန်ကုံကိုအာမောင်အရင်တန်တန်နဲ့ပြောသွားပါတယ်။ကျွန်တော်တို့ကလုံးတင်တော်ကိုဆက်လုပ်မယ်ဆိုပြီးကုလမိန်ကုံမှာနေတာညာဟုကကြုံသွားပါတယ်။နိုင်ငံတကာကဘလို့ပဲဆန့်ကျင်ပါစေဂါဇာကိစ္စမှာအစ္စရေးဟာလုံးတင်တော်ဆက်လုပ်မှာပဲလို့နေတာညာဟုကကုလထရီညီလာခံမှာကြုံဝါပြောဆိုသွားပါတယ်။ နေရောင်မာဒီနေ့စတေဘာ26နှစ်ကနေတာညာဟုမေကိုပြောနေချိန်ကုလစီဝေခမ်းမဆောင်တွေကနိုင်ငံအများပြအတန်ရာရှိတဲ့ထောက်ခွာပြီးအစ္စရေးကိုဆန္ဒပြခဲ့ခြင်းကအတော်လေးကတောင်းကနေဖြစ်စေပါတယ်။ဒါဟာဂါဇာကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးနိုင်ငံကမှပိုပြီးထိကျရည်တည်လာတယ်ဆိုတာတွင်ပြနေတဲ့လက္ခဏာလို့သတ်မှတ်နိုင်ပါလေ။နေတာညာဟုကတော့စကားပြောစင်မြမှာတူတက်ပြီးနေရာယူခြင်းကလေးကထထွက်သွားတဲ့နိုင်ငံတော်များများရဲ့အတန်ရာရှိတွေကိုခေါင်းထဲတော်မထည့်ဘူးလို့ပြောပါလေ။အဲ့ဒီချိန်အစ္စရေးခမ်းမလေးမှာအတော်လူရှင်းသွားပါလေ။ နေလာညာဦးကဂျိန်စာလို့သူ့ဘာသာနာမည်ပေးထားတဲ့မြေပုံတစ်ခုလည်းထုတ်ပြပါဗျ။ဒီမြေပုံကတော့အစ္စရေးရန်သူတော်အီရန်ရဲ့လက်ဝဲကံဖွဲ့စည်းတွေဟာအရှေ့နယ်ပိုင်းမှာဘယ်နေရာတွေမှာဖြန့်ကျက်ထားလဲဆိုတာပြသနေတာလို့နေတာညာဟုကဆိုပါတယ်။ဂါဇာကမ်းမြောက်ဒေသရဲ့မြို့တော်ဂါဇာစစ်တပ်ကိုတိမ်းမို့အစ္စရေးရဲ့လက်ရှိအာထုံလုံဆောင်ခြင်းနဲ့ပတ်သက်ပြီးအစ္စရေးဟာလုံဆရာရှိတာအများဆုံးပြီးအောင်လုံဆောင်မယ်လို့သူကတည်ပြပါတယ်။ဂါဇာစစ်တပ်ကဟာမတ်စ်ပျောက်ကြားတွေရဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေခြေစက်ရနေမြေတွေနဲ့ဆွဆွဲပါလေ။ ဒါပြင်ပါလက်စတိုင်းကိုချုပ်ချအာဏာပိုင်နိုင်ငံဖြစ်ထောက်ခံဖို့ဆုံးဖြတ်တဲ့အစိုးရအလုံးကိုလည်းသူကဝေဖန်ပါတယ်။ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့ဆိုတာဘတော်မှဖြစ်နိုင်ဘူးလို့နေတန်ညာဟုတ်ကပြောပါတယ်။တူတူခါခါစန့်ကျင်တားဆီးသွားမယ်လို့အသိပေးခဲ့တယ်လို့အဲ့ဒီယက်တိချက်ကိုအစ္စရေးပြည်သူများစုကထောက်ခံတယ်လို့သူကပြောပါတယ်။နောက်ပြီးဂါဇာကစစ်စင်ရေးတွေအစ္စရေးတပ်တွေကလူမျိုးသုံးတစ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ကိုလည်းနေတန်ညာဟုတ်ကပယ်ချခဲ့ပြီးဒါဟာအချိန်မြင့်ရှိတဲ့ဇာတ်ကားတွေပဲလို့တုံ့ပြန်တော့ပါတယ်။ နောက်ပြီးထောက်မဲ့ရဲ့လက်ညှိုးတွေကိုအစ္စရေးကရွေကြက်ရှိရှိပိတ်ပင်နေလို့ဂါဇာမှာလက်မုတ်ခေါင်းပေါင်းမှုတွေအစပြုလိုက်ရတယ်ဆိုတော့ကုလအေဂျင်စီတွေရဲ့တွေ့ရှိချက်ကိုလည်းသူကဟာသပဲဆိုပြီးညင်းသွားပါတယ်။ကုလသမဂ္ဂမှာမေကုံပြောရင်ကလည်းအစ္စရေးဆိုရဟာဂါဇာရောက်စစ်တပ်တွေကိုအတန်ချက်ဆက်တွေတက်ဆင်ခိုင်းလာပြီးဒေတာညာဟုမေကုံကိုတိုက်ရိုက်ထုတ်လွှင့်စီပါတယ်။ဂါဇာမှာဟာမတ်တွေဖမ်းဆီးထိန်းသိမ်းထားတာခံရစေ အစ္စရေးတစ္ဆာကနေစီလိမ့်မှုပြီးကုလသမဂ္ဂကလည်းငုတ်ပြမှာတော့သူတို့ကိုပဲတော့မှမေ့လျော့နေမှာမဟုတ်ကြောင်းအားလုံးကိုအိမ်ပြန်မခေါ်နိုင်မချင်းအစ္စရေးကလက်လျှော့မှာမဟုတ်ဘူးလို့ပြောတော့ပါလေအစ္စရေးမှာတော့တိုက်ခိုက်အင်အားစုတွေကနေရာညာဟုတ်မိကွနဲ့ပတ်သက်ပြီးကင်းထက်နဲ့ဝှက်မှာတယ်အတိုင်းခံခေါင်းဆောင်တွေကနေရာညာဟုတ်ပြောတယ်မင်းကိုအကြည့်ရတာလိုရာထက်အကဲပို့ထားတဲ့ထွင်လုံးတွေအများကြီးတုံးထားပါတယ်မင်းကိုနဲ့ညီငွေ့စရာကောင်းပါတယ်တမင်ဇနပြနေပါတယ် ဒါတမင်လောက်ဆက်ကြီးပါဆိုပြီးပြောသွားပါလေဣဇွေးပေါ်ဖိအားပေးနေတဲ့တဏမန်ရေဆူနာမီလိုင်းတွေကိုတားမယ်စာဣဇွေးတို့အခြေအနေတွေစိုးကြတ်ဆိုအောင်နေတညာဟုကလုံနေတာလို့သူတို့ကဆိုပါလေဣဇွေးဒီမိုကရက်တစ်ပါတီကြီးကရေစကိုလန်ကလည်းဘင်ဂိုတရားထောက်လွှင့်မှုအတန်ချက်ဆက်တွေစင်ကိုင်းနေနေတညာဟုမိတ်နဲ့ပတ်သက်ပြီးကလေးကလားဆန်နဲ့ယူသွတဲ့ဝါရဖျက်မှုတတလောက်ရလို့ဝေဖန်သွားပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေ American Thomas Trump က Imperial မှာ ။တမန်ဟောင်းရဲ့တပ်ပုံတွေထားတဲ့နေရာမှာဂျိုးပန်တဲ့နေရာမှာတော့အော်တိုပန်တပ်ပုံလေးသာအစားထိုးထားရှိတာပါလေ။ဒါထက်ကလီကလာဆန်တဲ့နိုင်ငံရေးလက်စားချင်မှုပဲလို့ဒီမိုကရက်တွေကအပြင်းထန်ဝေဖန်ပါလေ။ထရရဲ့အဓိပ္ပာယ်ကတော့ဂျိုးပန်နဲ့ဟာသူကိုယ်တိုင်လက်မှတ်ထိုးခြင်းမဟုတ်ပဲဒီအော်တိုပန်ကိုတုံးပြီးလက်မှတ်ထိုးလာဆိုပြီးပြောသွားပါလေ။အသက်80နှစ်ရှိပြီဖြစ်ခဲ့တဲ့တမနာဟောင်းဂျိုးပိုင်နဲ့အသိဉာဏ်မေးလျော့တမှုကိုမေးခွန်းထုတ်ခဲ့ပြီးတမနာတို့အနေနဲ့တမ်းပြူကိုကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်းမရှိပဲလက်မှတ်ကို ထက်ကထက်ကကိုယ်တိုင်လည်းမထိုးပဲသုံးဖို့ထားပြီးတဲ့အော်တိုဘန်တမရလို့ဆွဆွဲခဲ့ပါတယ်။အခုအင်ဂျီရောတမရဆက်ဆက်ပုံလူတွေထားရှိရာ Presidential Walk of Fame နေရာမှာလည်း Trump ဟာဂျိုးမနေရာပုံလူကိုဖြုတ်ပြီးသူ့ရဲ့အော်တိုဘန်လက်မှတ်ကိုအစားထိုးချိန်ဆွဲလိုက်ပါတယ်။ဒီတက်ဖို့နဲ့ဗီဒီယိုမှတ်တမ်းကိုအင်ဂျီရောဆက်ဆက်ရေးချန်ပီမာကိုမာတင်ကအင်ဂျီရောတရားဝင် Instagram လူမှုကွန်ရက်အကောင့်မှာတင်ခဲ့ပြီးအားလုံးကိုတီးပေးသွားပါတယ်။အခုလိုမျိုး ထရဲ့ကလီကလာဆန်လည်းလုပ်ရဟာအင်ဂျူရောကိုပါအတုံးချနေတာကတော့ရှက်ွက်လေးလေးပဲလို့ဒီမိုကရက်တွေကဝေဖန်ပါလိမ့်အဲ့ဒီဗီဒီယိုမှာစာသားဖြစ်ဒီမျိုး walk of fame လို့ရေးထိုးတာပြီးသမ္မတတက်20တောင်းယူတဲ့ဒေါ်နယ်ထရန့်အဖြူမဲပုံတစ်ခုကြားထားတာပါလိမ့်2020ပြည်ရွေးကောက်ပွဲမှာမဲရှုံခိုက်ပြီးတော့ဒေါ်နယ်ထရန့်ကဂျိုးမန်နယ်ကိုအော်တိုမန်သမ္မတလို့ဆွဆွဲထားပါတယ်။ပြီးခဲ့တဲ့ဇွန်လကဂျိုးမန်နယ်သမ္မတရာထူးယူကဲစင်ကအော်တိုမန်လက်မှတ်အသုံးပြုခြင်းများအားလုံးကိုလည်းစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။ ဘာနဲ့ဟာအသိဉာဏ်မေးလျှော့မှုတွေမကြာခဏဖြစ်တဲ့အတွက်နိုင်ငံအရေးပါတဲ့သမရလက်မှတ်တွေကိုယ်တိုင်မထိုးဘဲအချင်းချင်း copy သုံးနိုင်တဲ့ auto ban ထားတယ်လို့ဆိုစစ်ပါတယ်။ပြည်ပါထောက်ပံ့တဲ့လူငယ်ချမ်းသာကုနေသမရမိတ်တွေဥပဒေပြုမှုတွေအကြောင်းညာချက်များစွာတွေမှာဂျိုးမနဲ့ဟာသမရတို့ဖြစ်ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အတွက် auto ban သုံးခြင်းမှာနိုင်ငံအခြေအနေတွေစိုးရွားခဲ့ရပါတယ်။ဒါအောင်ဆုံးသမရတို့ထရန့်ကအမေရိကန်ရဲ့လူငယ်ချမ်းသာကုရှင်တွေအဲ့ဒီမှာတင်ကိုပြောပါတယ်။ ကျောပါရင်ထရဆဆကြတဲ့ကိုတံပြန်ပြီးမိမိသမရာသမတ်တန်တလျှောက်ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေရည်ထွေလက်မအားလုံးဟာရည်ရွယ်ချက်နဲ့အကျိုးတရားတွေဟာလောကမှောင်ရမရှိပါဘူးသမရာမိတ်ဆုံးဖြတ်ချက်နဲ့ကိုယ်တိုင်ချမှတ်ခဲ့တာပါလို့ထုတ်ပြန်ပါတယ်ခန်းကိုယ်တိုင်လည်းအော်တိုဘန်ကိုအသုံးပြုခဲ့ကြဝန်ခံမှုပြီးအလွန်ရေးမပါတဲ့ကိစ္စတွေမှာသာ အော်တိုဘန်ကိုအကျိန်နှဲပါစွာသုံးခဲ့တယ်ဆိုပါတယ်အော်တိုဘန်က2005ခုနှစ်ကမေဂသမရာဂျော့ဘုရှ်လက်ထက်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘာရအိုဘားမားဟာဒီအော်တိုမန်လက်မှတ်အား2017မေလမှာစတင်သုံးပြုခြင်းဖြင့်အမေရိကန်သမ္မတတရားတက်တမ်းမှာအော်တိုဘားစတင်သုံးပြုသူဖြစ်မှတ်တမ်းဝင်သွားပါလေ။ဒါပေမဲ့ထရန့်ရဲ့အခုလိုမျိုးဒီသူ့ရဲ့ပုံနှစ်ပုံကြားဂျိုးဘိုင်နဲ့ပုံနေရာမှာအော်တိုဘားကိုထားရှိခြင်းကတော့တကယ်ကိုကလေးကလားဆန်တဲ့လုပ်ရပါဆိုပြီးတော့ပြည်သူဒေါ်မြတ်ကဝေဖန်နေကြတာဖြစ်ပါလေ။နောက်ထပ်သတင်းပုတ်ပြောခြင်းပါလေ။ တိုင်ဖုံမုန်နိုင်ကြီးဘူလွိုင်းကြောင့်ထိုင်းနိုင်ငံကပြည်နယ်52ခုမှာရုတ်တရက်ရေကြီးမေပြုံမှုတွေဖြစ်နိုင်တယ်လို့သိရပါတယ်။အင်မတန်အကောင်းတဲ့ဘူပိုင်မုန်နိုင်ကြီးဘူလွိုင်းဟာတောင်တရုတ်ပင်လယ်စီဦးတည်ရွေးချယ်နေပြီး2025ခုနှစ်စက်တင်ဘာ29မှာ30ရက်အတွင်းပြည်နယ်နိုင်ငံထပ်ပိုင်းကိုဝင်ရောက်မဲ့ခံမရပြီးထိုင်းနိုင်ငံပေါ်လည်းဖုံနိုင်တက်ရောက်မှုရှိနိုင်ပါတယ်။ထိုင်းနိုင်ငံထပ်ပိုင်းပြည်နယ်52ခုမှာလာမယ့်24လတွင်မိုးကြီးလာနိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဖိဆန်နူလောင်းမြို့ဦးတုံးဌာနီ လာခရာချာစီမားနဲ့ထာရက်ပြည်နယ်တွေပါဝင်ထိုင်းနိုင်ငံမြောက်အရှေ့မြောက်နဲ့အရှေ့ပိုင်းရှိအချို့ဒေသတွေမှာမိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်။ဘန်ကောက်မြို့တစ်ပိုက်မှာမိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်နေပြီးဖြစ်ပေါ်နိုင်ခြင်း80%ကျော်ရှိပြီးတော့နေရာကွက်ကြောင်းမိုးထစ်ကြောင်ရွာနိုင်ပါတယ်။အနောက်တော်မိုးတော်လေးအာသင်းတွေမှာအကောက်လာတဲ့အတွက်ကြောင့်ဒီခြေနေတွေဖြစ်ပေါ်လာတာပါ။မိုးရသွန်းကြောင့်ထူးထူးမြေတွေပိုင်းနဲ့တောင်ဆောင်ဒေသမှာရုပ်တရက်ရေကြီးခြင်းရေတိုက်စားခြင်းနဲ့မြေရှင်ခြင်းတွေဖြစ်ပေါ်နိုင်လို့ထူးထူးပြုဖို့ထိုင်းမိုးတို့အသာထဏကသတိပေးထားပါတယ်။ ကပလီပင်လယ်ပြင်ထပ်ပိုင်းမှာလည်းမိုးသွမုန်တိုင်းတွေကြောက်စဉ်လိုင်းမီ2မီတာကနေ3မီတာထိရှိနိုင်ပါတယ်။ကပလီပင်လယ်ထပ်ပိုင်းရှိလင်ကများအနည်းဆုံး24နာရီအထိကန့်ကွက်ထားဖို့နဲ့ထိုင်းမလို့သာဌာနကသတိပေးထားပါတယ်။ထိုင်းပင်လယ်ကွနဲ့ကပလီပင်လယ်အောက်ပိုင်းမှာလည်းလိုင်းလုံးတွေဟာ2မီတာမြင့်ထိရောက်ရှိမယ်လို့သိရပါတယ်။မုန်တိုင်းပူလွန်ရဲ့နောက်ဆုံးရခြေလျာဖလမနိုင်ငံကိုဖျက်ကျော်တိုက်ခတ်ခဲ့တဲ့မုန်တိုင်းပူလွန်ဟာဒီစနစ်မှာ26ညမှာတောင်တိုးပင်လယ်ရောက်ရှိပြီးနောက် တိုင်ဖုန်းပုံနဲ့ဖြစ်ပြောင်းလဲသွားမှာဖြစ်ပါလေဒီတိုင်ဖုန်းကြီးဟာစနေမ28နာရီ6နာရီခွဲမှာဒေတာနှုန်းတနင်္ဂနွေ84မိုင်အဲ့ဒီအရွယ်နှုန်းနဲ့တိုက်လာမယ်လို့သိရပါတယ်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားသွားမှာဖြစ်ပြီးစနေမ28ညမှာ BNN ကန်းချီကိုဖိမျိုးအနီးဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ် BNN ကန်းချီကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက်အနောက်မြောက်ဘက်ကိုကုန်းလွေမုန်တိုင်းကုန်းလွေတွေပြန်လည်ရွှေ့ရှားပြီး စနေမနက်29မှာတော့လာအောင်နိုင်ငံရဲ့ဘက်ဒီကုန်းလွင်လင်းဖြန်းတဲ့ရုံဖြစ်ရောက်ရှိနိုင်ကြောင်း JDWC မှနောက်ဆုံးရရှိထားတဲ့ထုတ်ပြန်ချက်တွေအများသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပြစ်ခတ်မှုတွေပြန်ဖြစ်နေတယ်လို့သိရပါတယ်။နေမြေပိုင်ဆိုင်မှုညှိပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြား ဒီနေ့နဲ့နောက်ပိုင်းကဥပုံရရှာဌာနီပြည်နယ်ချောင်းအမားနယ်စပ်မှာပြစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ဒီနေ့ရှင်းကဖော်ပြပါတယ်။ထိုင်းပြည်တမတော် RDA ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်ချုပ်ဝန်ထိုင်ကဒီနေ့နဲ့နောက်အစောပိုင်းမှာကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ကိုလက်နက်ငယ်တွေလောင်းချတွေနဲ့ပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။ဒီအခြေအနေကြောင့်ထိုင်းဘက်ကလည်းအသိအနေထားတက်လန့်ထားပြီးအခြေအနေကတုံ့ပြန်ဖို့မိန့်ထုတ်ထားတဲ့ဆိုပါလေပြစ်ခတ်မှုကြောင့်တေဆုံးမှုနဲ့ထိခိုက်တဲ့အရာမျိုးနောက်ဆက်တွဲအခြေအနေကတော့မသိရသေးပါဘူး ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဘက်ကလည်းထိုင်းဘက်ကစပစ်တယ်လို့ဆိုပါတယ်။နောက်ပြီးတော့အပြည့်အစကြောင့်မှကမ္ဘောဒီးယားကလေးကွက်ကိုထပ်မံအတည်ပြုထားပြီးပြည်ပကတားဆီးဖို့တနမန်ဆက်ဆက်ရေးပြန်လည်ပြောင်းဖို့ထိုင်းဘက်ကလည်းအလားတူလှုပ်ဆောင်မှုတိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့နှစ်ဖက်လုံးကလည်းအပြန်အလှန်ဆွဆွဲနေတော့မှဖြစ်ပါတယ်။ နိုင်ငံသက်ရှိရှီအောင်ဖျားကြောင့်ပိုင်ဆိုင်မှုပါသည်နိုင်ငံခြားနယ်ပြင်ငင်းပေါ်မှုတွေမကြာခဏဖြစ်ပေါ်ခဲ့ပြီးအခုနှစ်ဇူလိုင်24ရက်နေ့ကကမ္ဘောဒီးယားနဲ့ထိုင်းတပ်ဖွဲ့တွေဟာနိုင်ငံတခြားတိုက်ပွဲတွေပြင်းထန်ဖြစ်ပေါ်ခဲ့ပါတယ်ပြန်လည်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးရဲသားတွေဆုံးမှုနဲ့ဒဏ်ရာမှုတွေရှိခဲ့ပါတယ်အဲ့တော့အာဆီယံနဲ့ကြောက်အခါမလေးရှားနိုင်ငံကဇူလိုင်လကွန်ဘိုင်ကပြုလုပ်ခဲ့တဲ့နှစ်နိုင်ငံငင်းချင်းစကပိုင်းမှာပြည်ခက်ရဲ့ဆက်ရည်သဘောတူခဲ့ကြတယ်လို့သိရပါတယ်။